ချင်းကြီးကြည့်နေမြန်မာအသင်းပဲနောက်တန်းမှာပုံမှန်ရှိနေခဲ့တဲ့ဇူရဦးဒူပေးတာမှာသွားပြန်ပြီခင်ဗျာရီတူကော်နာဝင်လာဒီအသင်းပဲဝင်ရီကိုအသုံးချနိုင်မလားစောင့်ကြည့်ရမယ်ရီတူကော်နာရှုံးလာကဲလာပြီပွဲစီရီတူကော်နာရဲ့ဒုတိယမြောက်အသင်းကိုဖြစ်တယ်လို့ဘင်္ဂလားဒေ့အသင်းကိုဥဆောင်စေခဲ့ပြန်ပြီဖြစ်တဲ့အသင်းကိုတကိုးပဲဖြစ်ပါတယ်ဒီမှာနောက်တန်းအမအနေနဲ့ဘင်္ဂလားဒေ့အသင်းဒုတိယမြောက်ဥဆောင်ကို ထပ်မံပြီးတော့ရရှိသွားခဲ့ပြန်ပြီဖြစ်တယ်ခင်ဗျာပထမအသွင်းကိုသူ့ပေးခဲ့တဲ့ကျော်နံပါတ်7ခွန် review ပေါ်နာပဲလက်လက်ပပသူ့ပေးခဲ့ပြန်တာပဲဖြစ်တယ်ခင်ဗျာနောက်တင်ရရှိသွားတဲ့အင်ကိုပါတော့မာတင်းနောက်တန်းကစားသမားတွေရဲ့မာနေတဲ့စက် review ပေါ်နာရရှိလာတဲ့အခွင့်အရေးကိုတော့ပိုင်နိုင်ဆုံးအသုံးချသွားခဲ့တာပဲဖြစ်ပါတယ်ဒီအချိန်နဲ့နေငယ်ထွက်နေခဲ့တဲ့မာကုသမာမျိုးမြမြငင်းကိုပါ ကျော်ပြီးတော့ဘောနာအခုလိုပဲလက်လက်ပပအဆုံးသက်သွားခဲ့တာဖြစ်တယ်နော်ဒါကြောင့်မလို့လက်ရှိမှာတော့ဘင်္ဂလားဒေ့အသင်းကနှစ်ဂိုးဂိုးပြီဆိုတဲ့အနေအထားတစ်ခုနဲ့မာတင်းကိုတော့ဥဆောင်နေခဲ့ပြီနော်